ခင်မောင်းဟောင်းထပ်ဦးလိုက်နဲ့မကွာရှင်းခင်ကလေးကနေရွှေသွေးအောင်နဲ့ပတ်သက်မှုရှိကြောင်းဖော်ထုတ်ခံနေရတဲ့ရုံဝတီလွင်မိုပရိသတ်များရှင့်လက်တလုံးမှာတော့ရုံဝတီလွင်မိုကအရှိစတဲ့နဲ့တွဲနေပြီဆိုတဲ့သတင်းကဆိုရှယ်မီဒီယာပေါ်မှာပွဲစုလို့နေတာဖြစ်ပါတယ်ရုံဝတီလွင်မိုကလွန်ခဲ့တဲ့၅လောက်ကမှသာခင်မောင်းဖြစ်သူထပ်ဦးလိုက်နဲ့ကွာရှင်းပြတ်စဲထားတာဖြစ်ပါတယ်ကွာရှင်းထားပြီးမကြခင်မှာပဲချစ်သူအစ်တစ်ရရှိသွားပြီဖြစ်တဲ့အတွက်အံ့အားသင့်လို့နေတာပါဒါအပြင်သူမရဲ့ချစ်သူအစ်တစ်ကမြန်မာနိုင်ငံရဲ့အချမ်းစာဆုံးတတိယစင်ရင်ဝင် ်နေရွှေသွေးအောင်ဖြစ်နေခဲ့တာပါ နေရွှေသွေးအောင်နဲ့လက်ချင်းချိတ်ကသွာလာနေတာဖြစ်တဲ့အတွက်အတွင်းနေတဲ့အကြောင်းကပြန့်နှံ့လာတာပါ နေရွှေသွေးအောင်ကမြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကျဲဖြစ်တယ်လို့မင်းသမီးတော်တော်များများနဲ့လည်းတွဲပူးတဲ့သူတယောက်ဆိုရင်လည်းမမားပါဘူး။ဒါကြောင့်မလို့လေသူတို့နှစ်ယောက်တွဲနေတဲ့တဲ့ရင်ကဟိုလီတကြောကြောကိုဖြစ်နေတာပေါ့။ဒါအပြင်နေရွှေသွေးအောင်နဲ့ရုံးတီလွင်မိုးတို့ကမကြခင်မှာလက်ထပ်တော့မယ်လို့လည်းတဲ့ရင်နေထွက်လာခဲ့တာဖြစ်ပါတယ်။ဒါအပြင်ရုံးတီလွင်မိုးကခင်မောင်းဟောင်းထက်ဦးလိုက်နဲ့လက်မထက်ခင်ကလေးကနေရွှေသွေးအောင်နဲ့ပတ်သက်မှုတွေရှိနေခဲ့တာလို့လည်းတဲ့ရင်နေပြန်လာခဲ့တာပေါ့။နေရွှေသွေးအောင်ကရုံးတီလွင်မိုးရဲ့အချစ်ဦးလို့ထောက်ပြကြတဲ့သူတွေကများလာတာပါ။ချစ်သူတွေဖြစ်ပြီးသွားပြီးရုံးတီ ီလင်မိုးကနိုင်ငံသားကိုကြောင်းသွားတက်တဲ့အချိန်မှသာထပ်ဦးလိုက်တဲ့တွေကလက်ထပ်ဖြစ်သွားခဲ့တာဆိုပြီးအရင်ကအကြောင်းအရာတွေကပေါ်လာခဲ့တာပါဒီသတင်းတွေကရွှေဝူရီလင်မိုးဘက်ကအတည်ပြုထုတ်ပြန်ထားတာမျိုးတော့မရှိသေးပါဘူးတစ်ဖက်မှာလည်းရွှေဝူရီလင်မိုးရဲ့ဖခင်ဖြစ်တဲ့လွင်မိုးနဲ့နေရွှေသွေးအောင်တို့အတိုင်းဝိုင်းကရှင်းနီးလာခဲ့တာကြားပါပြီနေရွှေသွေးအောင်တို့ရဲ့မိဘအတိုင်းဝိုင်းကမြန်မာနိုင်ငံရဲ့စီးပွားရေးလောကမှာနေရာများစွာရှိထားသူပါဒါကြောင့်မလို့လွင်မိုးကလည်းနေရွှေသွေးအောင်တို့အတိုင်းဝိုင်းနဲ့မကင်းတဲ့စီးပွားရေးလုပ်ငန်းတွေလည်းအများကြီးရှိလို့နေတာဖြစ်ပါတယ် ။ဒါအပြင်နှစ်ဖက်အတိုင်းဝိုင်းကရင်းနှီးကြသူတွေဖြစ်တယ်လို့လည်းသိရပါတယ်။အတိုင်းဝိုင်းချင်းတူတာမို့ရုံးဝတီလွင်မို့လက်မထက်ခင်တော့ကဆိုရင်စိတ်ဆက်ပြီးမယ်ဆိုတဲ့သတင်းတွေလည်းရှိခဲ့သေးတာပါ။အခုလက်ရှိအချိန်မှာတော့လွင်မို့ဘက်ကရောရုံးဝတီလွင်မို့ဘက်ကပါလက်ထပ်တော့မဲ့သတင်းတွေထွက်နေတဲ့ပုံမှာဘာတုံ့ပြန်မှုမှလည်းမရှိလာသေးတာဖြစ်ပါတယ်။ ရှင်ဝတီလွင်မိုးကကလေးတယောက်မွေးထားပေမဲ့လည်းအခုချိန်ထိငယ်ရွယ်ကလှပနေတော့မှဒါကြောင့်မလို့လေနေရွှေသွေးအောင်လို့ပြိုတိုင်းကြိုက်တဲ့နေ့စီကန်ဖြစ်တဲ့သူကပါရှင်ဝတီလွင်မိုးကိုအသေးအတန်ကြိုက်နေရပြီဖြစ်ပါတယ်။နေရွှေသွေးအောင်ကအချောလာလေးကိုသာကြိုက်ကတိမ့်ပိုက်နေတာမို့တချို့ကလည်းရှင်ဝတီလွင်မိုးအတွက်နှမျောနေတာပါ။ ရုံးဝရီလွင်မိုးရဲ့တားလေးဖြစ်သူကိုလည်းသူမနာမခေါ်မထားပဲလွင်မိုးတို့ကသာပြုစုဆောင်ရှောက်နေတာပါငငယ်ငယ်ကလေးကလွင်မိုးတို့ကသာပြုစုဆောင်ရှောက်ပေးနေတာဖြစ်တာမို့အနေသားကြလို့နေပါပြီလမ်လီကလွင်မိုးတို့အတွက်တော့မြေတယောက်လိုမဟုတ်ပဲတားတယောက်လိုချစ်ခင်နေရတာပါဒါကြောင့်မလို့ရုံးဝရီလွင်မိုးကနောက်အိမ်နောက်ပြုမယ်ဆိုရင်တော့ကလေးအတွက်စိတ်ပူစရာလုံးဝရှိမှာမဟုတ်ပါဘူးအရင်ကလေးကစေစားဖို့လုပ်ခဲ့ကတောင်တရင်ထွက်လာခဲ့တဲ့ရုံးဝရီလွင်မိုးနဲ့နေရွှေသွေးအောင်လို့ပေါ့ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတယ်တယောက် ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။